ကျွန်တော်ရဲ့ဒူရီ3တွေကိုဝါသနာပါတဲ့ချစ်မိတ်ဆွေတွေအတွက်ကျွန်တော်3ရက်အတွင်းပတ်တိ၄ကိုကျွန်တော်ချပေးထားတယ်အဲ့ဒီတစုံစားတဲ့လူတွေက6နဲ့အခုဖွင့်နေဆိုရင်ကျွန်တော်တို့ဒါလှခဲ့ပြီနေတိုက်ဒီ28ချင်းဖြစ်တယ်နေတိုက်ချင်းเนี่ยကျွန်တော်တို့မထိသေးဘူးပေါ့နော်နေတိုက်ချင်းမထိသေးဘူးဒါကျွန်တော်ဟိုယုံကြည်ကြည်နဲ့ဒီလိုစာသီးကြီးကစားတဲ့မိတ်ဆွေတွေဆိုရင်တော့ဒါကျွန်တော်တို့ရမှာဖြစ်တယ်ပေါ့နော်အဲကျွန်တော်ရဲ့ break တွေကတော့မကြသေးဘူးပေါ့နော် break တွေမကြသေးဘူးလောလောဆယ်ဖွင့်နေဆိုရင်အဲ့လိုမျိုးကြီး တန်းကြမယ်ဆိုရင်တော့ပြိသမားတွေဇာတိသမားတွေကတိတ်ပြီးတော့အဆင်မပြေဘူးပေါ့နော်ကျွန်တော်ပုံမှန်တိုင်းလိုင်းရကြဖြစ်တယ်ပထမဒုတိယနှစ်ရက်အတွင်းပတိတစ်လုံးယင်လိုက်တယ်ပတိတစ်စုံပေါ့နော်အဲ့ဒီတစ်စုံကိုယင်လိုက်တယ်ပြီးတော့မှတတိယဒုတိယပတိလိုက်တယ်ပြီးတော့မှတတိယ break ပေါ့နော်အဲ့လိုအဆင်ဆင်လိုက်တဲ့လူတွေဆိုရင်တော့အဆင်ပြေမယ်တစ်ခါလီလည်းအဆင်လိုက်ကြတာရှိတယ်တစ်ခါလီလည်းနည်းနည်းတော့ကြော်ကြတယ်ပုံမှန်အားဖြင့်တော့ပြီးခဲ့တဲ့ပွဲတုန်းကလည်းကျွန်တော်ဒါနှစ်ရက်အတွင်းပတ်တီးတစုံတစုံဆိုရင်တော့တစုံကစားပြီးတော့သူကတော့ဒါ100%ကြောက်ကိုကြားတယ်ပေါ့နော်ကျွန်တော်ပတ်တီးတွေကအဲ့လို ငါးတုံညာဆိုရင်လည်းနှလုံးလုံးကြလာတာမျိုးဒါအဲ့လိုမျိုးလို့ရှိတယ်။ကိုကတော့ဒါလေးကိုတစုံပေးထားတာဖြစ်တယ်။ကိုရင်ဆုံးကြသွားပြီဆိုတော့၄လိုက်ဆရာမလို့တော့ဘူး။ကျွန်တော်တို့ကသုံးပတ်တီကိုပြန်လိုက်ရမှာဖြစ်တယ်။မပြောက်ပတ်တီသုံးပါအဲချင့်ချိန်ပြီးတော့တော့လိုက်ပါ။ဘာဖြစ်လို့လဲဆိုတော့သုံးသည်စောမယ်နောက်ကြမယ်ပြောလို့မရတဲ့ပတ်တီဖြစ်ပါတယ်နော်။သုံးသည်တောင်းခံနိုင်မှုလို့လဲကျေးနေနေရနေပြီးတော့ကျွန်တော်တို့လိုက်ပါနော်။100%တော့အကျလာမယ်အခြေအနေရှိတယ်ဆိုတော့ကျွန်တော်ပြောပါမယ်အဲအခုကတော့ခဏမ်းမနက်ကအကြီးနှလုံးဆင်းတယ်ကျွန်တော်က၈ထိပ်မှန်းထားတာပေါ့နော်၈ထိပ်၈ပိတ်မှန်းထားတာ ရှစ်တက်ရှစ်ပဲကြာမလာခဲ့ဘူးပေါ့နော်ရှစ်တက်ရှစ်ပဲမကြာလာခဲ့ဘူးဆိုရင်ကျွန်တော်တို့ကသုံးတလုံးကနည်းနည်းဝေးအောင်မယ်ကျွန်တော်ထင်တယ်ဒါပေမဲ့နှစ်ချက်ဒီကလန်းကျွန်တော်တစ်ချက်ကြည့်အောင်မယ်ပေါ့နော်မအားတာဖြစ်တဲ့အတွက်ညနေကျရင်တော့ကျွန်တော်အားအောင်လို့တေချာကြည့်မယ်ကလန်းတေချာစီပြီးတော့တင်ပေးပါမယ်လေကိုးနဲ့ပေါက်တဲ့မိတ်ဆွေတွေကသုံးတလုံးကိုကျွန်တော်တို့လိုက်ပါလေကိုးဒါနှစ်ရက်တွင်ဒါလေကိုးကျွန်တော်တို့ဒါအောင်သွားခဲ့ပြီကျွန်တော်တို့ဒါသုံးပတ်ဒီတလုံးကြံပါမယ်ကျွန်တော်ရဲ့ break တွေလည်းမအောင်မထွက်သေးပါဘူး break ကတ်တွေလိုချင်တယ်ဆိုလို့ရှိလို့ရှိရင် ပဝေးနဲ့ဖြစ်စေ group ဝင်ပြီးတော့ဖြစ်စေတတောင်းပါပဲเนาะလာယူလို့ရပါတယ် Viber number ဒီ6959960140မှာလာယူလို့ရပါတယ်အဲ့တော့အဲကျွန်တော်အဲ့တော့ကျွန်တော်ညီကိုတကယ်ချင်းမိတ်ဆွေတွေကိုကျွန်တော်အကောင်းဆုံးအကြံပေးခြင်းနဲ့အကောင်းဆုံးဘာလို့ပေးခြင်းလဲဆိုရင်တော့ဗရိတ်ကိုလိုက်တဲ့အခါမှာကျွန်တော်တို့တွေက ဗရိတ်ကိုလိုက်တဲ့ခါမှာဘယ်လိုဟိုဟာဖြစ်ရမလဲဆိုတော့ကျွန်တော်ချပေးထားတယ်ကျွန်တော်ပေးထားတဲ့ဗရိတ်ကတော့နှစ်ခုရှိတယ်ပထမဗရိတ်ဒုတိယဗရိတ်ဆိုပြီးတော့ဗရိတ်နှစ်မျိုးရှိတယ်ဗောနော်အဲ့ဗရိတ်နှစ်မျိုးမှာကျွန်တော်တို့ကအဲဒီစယူထားတဲ့အမိတ်ဆွေတွေကိုကျွန်တော်ပထမဗရိတ်ဆိုတဲ့အကောင်ကိုဟိုလိုက်ပဲဒုတိယဗရိတ်ကိုတော့ဒါပထမဗရိတ်ထွက်ပြီးတော့မှာပဲကျွန်တော်တို့ကဗရိတ်လိုက်ရမှာဗောနော်အခု96ဒီ9ဗရိတ်ဖြစ်တယ်9ဗရိတ်ဖြစ်တာဖြစ်တော့ကျွန်တော် ဘရိတ်ကမထွက်သေးဘူးပတ်တီးရလည်းဒါလေးကိုးတစ်စုံကထွက်တာသုံးတလုံးမထွက်သေးတာဖြစ်တဲ့အတွက်လေးကိုးသမားတွေက3 like ချင်တာဆိုလည်း3 like ပါဂရုမာကတော့ဒါဝင်ထားတဲ့မမ်မာဝင်ထားတဲ့လူတွေကိုကတော့အကုန်လုံးပတ်တီးကတ်ကောဘရိတ်ကတ်ကောအကုန်လုံးကျွန်တော်ချပေးထားတာဖြစ်တယ်ပေါ့နော်အဲ့တော့အညီကိုယ်တိုင်ကြီးမိတ်ဆွေတွေကိုကျွန်တော်အကောင်းဆုံးကြံပေးချင်တာကဗိုလ်တူအတွင်းမှာထိတိမိမိလိုက်ပြီးတော့အမြဲရောင်ကစားပြီးတော့နားပါနော်ကြာတာပြီးတောက်ကြမှာခဏန်းကကို့အတွက်မရှိပါဘူးလို့ကျွန်တော်ပြောချင်ပါတယ်ညနေမှာနှစ်ချက်ဒီခဏန်းထွက်ပြီးဆိုရင်ကျွန်တော်ပြန်လာပြီးတော့ထပ်တင်ပေးပါမယ်အားလုံးပဲထိုးလင်းပေါက်ကြပါစေခင်ဗျ